်မင်္ဂလာပါခုတခါမျှဝေခြင်းတဲ့အကြောင်းကမယိုးသားတဲ့ကလအုပ်ပိုင်ခြင်းဆိုရယ်အကြောင်းဖြစ်ပါတယ်တခါတော့ကုန်တီတူးမှာတမ်းမာလှပတဲ့မြင်းတကောင်ရှိတယ်အဲ့ဒီမြင်းဟာတနေ့အတွင်းမိုင်ပေါင်းများစွာခေးတွင်သွားလာနိုင်တာပိုင်ရှင်ကုန်တီက အလိုမျက်နှုတ်တယ်လို့ဆိုတယ်။အဲ့ဒီအဖိုးတန်မြင့်ကိုကလောက်တကောင်ပိုင်ဆိုင်ထားတဲ့ကုံတီတူကအလွန်သဘောတရားနေတယ်။တနည်းမှာကလောက်ပိုင်ရှင်ကမြင့်ပိုင်ရှင်ကလောက်နဲ့မြင့်လှဲလေရအောင်စကားကမ်းလှမ်းပါတယ်။မြင့်ပိုင်ရှင်ကမြင့်ဆန်တယ်ကလောက်ပိုင်ရှင်ကသူ့မှာရှိသမျှစီးစင်တယ်လဲမယ်တောင်းဆိုပြန်တယ်။ ြင့်ပိုင်ရှင်ကဒီမြင့်ဟာကျွန်တော်ဘဝအတွက်အကောင်းဆုံးအဖို့ကျွန်တော်အသက်ရှင်နေတဲ့ပြည်ဒီမြင့်ကိုဘလို့အရာမျိုးတွေနဲ့မလေးနိုင်ဘူးညှင်းဆော်လိုက်တယ်ကလောပိုင်ရှင်ကမြင့်ကိုအလွန်နှစ်သက်နေတာကြောင့်မြင့်ကိုပိုင်ဆိုင်ရနိုင်ဖို့အမျိုးမျိုးအကြံထုတ်နေတယ်ဒီနေ့မှာကလောပိုင်ရှင်ဟာ အဝတ်အစားအစုပ်ပြက်ကိုဝတ်ဆင်ပြီးမြင်းပိုင်ချင်းလာရလမ်းတနေရဖျားကျင်နာချင်အောင်ဆောင်ပြီးလေးလျောင်းနေခဲ့တယ်မြင်းပိုင်ချင်းကလဲနေတဲ့သူကိုတွေ့တဲ့အခါမြင်းဘော်ကအလင်းမြန်ဆင်းပြီးဖျားနာနေသူကိုမြင်းဘော်တင်ပေးလိုက်တယ်ဟန်ဆောင်လေးနေတဲ့ကလောအုပ်ပိုင်ချင်ဟာမြင်းဘော်ရောက်တာနဲ့ လူကောင်းပွေကတိလိုဖြစ်သွားပြီမြင်းပိုင်ရှင်ကိုမြင်းဘော်ကတွတ်ချလိုက်ပြီဒီမြင်းကိုပိုင်ဆိုင်ရဖို့ကျွန်တော်အကြံမျိုးမျိုးထုတ်ခဲ့တယ်တံမိုးရှိတဲ့ပစ္စည်းတွေနဲ့လေးခေခမရလက်ခံခဲ့ဘူးအခုကျွန်တော်မြင်းဘော်ရောက်နေပြီဒီမြင်းကိုကျွန်တော်ပိုင်သွားပြီလို့ပြောလိုက်တယ်မြင်းပိုင်ရှင်ကကောင်းပြီလေ မြင့်ကိုခမည်းပိုင်သွားပါပြီ။ဒါပေမဲ့ခမည်းထွက်မသွားခင်ကျွန်တော်စကားတခွန်းပြောချင်တယ်။ဒီစကားကိုခမည်းတေချာမှတ်ထားပါ။မြင့်ကိုကျွန်တော်ပိုင်ပြီလို့တခွန်းမကဘူး။ခမည်းကြိုက်တယ်လို့ပြောလိုက်ရတယ်။ပြောလို့ရတယ်။တကယ်လို့လူတွေကဒီမြင့်ကိုခမည်းဘလို့ရခဲ့တယ်လို့မေးလိုက်။အဖြစ်မှန်ကိုပြောပါနဲ့။ဒီစကားကိုမှတ်ထားပေးပါ။ အဲ့လိုပြောလိုက်တော့ကလောအုပ်ပိုင်ချင်ကနားမလဲဆိုတာပြန်ပြီးဘာဖြစ်လို့လဲပေါ့မြင်းပိုင်ချင်ကဒီမြင်းကိုဘလို့ရလဲဆိုတဲ့အကြောင်းခမည်းပြောခဲ့ရင်နောက်တစ်ချိန်မှာလမ်းဘေးမှာဖျားနာလို့လဲနေတဲ့သူတွေ့ရင်ဘသူကခေရဲတော့မှာလဲအဲ့ဒါကြောင့်ခမည်းဖျားချင်အောင်ဆောင်ပြီးလိန်လေရယူခဲ့ကြောင်းမတော်မှာဘသူကမပြောပါနဲ့လို့ပြောရတာပါ ရှင်းပြတယ်။မြင်းပိုက်ချင်းရဲ့ရှင်းပြတဲ့စကားကိုကြားလိုက်ရတယ်ကလောကုန်တီဟာ။တခါနားလောက်ဆုံးသွားတယ်။အဲ့ဒီနောက်ရှဲယွန်းအာနာပီမြင်းဘော်ကချက်ချင်းဆင်းပြီးမြင်းပိုက်ချင်းတောင်းပန်လာတယ်။ရမတ်လောဘနဲ့လိုချင်တတ်မှတ်တဲ့စိတ်ကကျွန်တော်ရဲ့ကုန်တိတ်ခါနဲ့ကြိုးတာမှုကိုပုံပြတ်အောင်လုပ်ခဲ့တယ်။အချက်တရားနဲ့နောင်တတွေရလိုက်ပါတယ်။ ခမရရဲ့မြင့်ကိုပြန်ယူပါကျွန်တော်ကိုခွန်းလို့ပါဗျာတဲ့ယိုသားမုံဆိုတာလောဘရမန်ကြောင့်ဘာကြောင့်ညာကြောင့်အရှိမရွေးပုံပြတ်သွားနိုင်ပါခနာဖြစ်ဖြစ်ပုံပြတ်ခဲ့တာလေကြုံဖို့ပါလိမ့်မိမိမယိုသားလိုက်တာကိုယိုသားလိုက်ပြီးမှန်မှန်စွာသိပြီအလင်းအမြန်ယိုသားမင်းဆိုပုံပြတ်သွားတဲ့ယိုသားမုံပြန်လေတင်မဲ့လား ဒီအကြောင်းအရာကိုရွှေနှုတ်ကနေတင်ဆက်ညွှန်ဝေထားတာဖြစ်ပါတယ်ယေရှုအမြတ်တော်